ဆယ်လာပိုင်းတည်းမှာကံကောင်းဆုံးနေပါလို့ပြောမယ်ဆိုရင်တော့တနင်္ဂနွေနေ့ကကံကောင်းဆုံးလို့ပြောရရတယ်ဗျပြီးတော့အဲ့ရရဲ့နောက်မှာလိုက်နေတဲ့ကံကောင်းတဲ့သူတွေကတော့စနေသားသမီးတွေပဲနော်ပြီးရခါကျတော့ဒီအသင့်တွေတည်းမှာပါနေရတော့တောက်ကြပြီးရခါမှာတနင်းနာပြီးတော့အင်္ဂါ န်ဆိုးနေတာကကျွန်တော်ကြတာရေးနဲ့ဗုဒ္ဓုံးလေးကတော့တော်တော်ကိုကန်ဆိုးနေရလို့ပြောလို့ရတယ်။နော်ကန်ចောင်းလေးရနေနဲ့ပြောရမယ်ဆိုရင်အဲ့တော့ဘာလဲဆိုတော့တနေ့ဝိသသမီးတွေကဘာတွေကန်ကောင်းလဲဆိုတော့ကာလမှာဘာလို့လို့ OK တယ်။ជីវ ਾਇ လုံလား။ဘာလုံလဲ။ကုံ OK တယ်။အကုံအစင်ကြီးတယ်။ဘာပြန်တာမှမရှိဘူး။အဲ့ချက်ကတော်တော်ကိုကောင်းနေတာသူတို့တက်ခါကြတော့အဓိကကဘာလဲဆိုတော့ စီးပွားရေးပဲလို့လို့လူမွေးပဲလို့လို့ဘာကိစ္စပဲလို့လို့တတိယသမီးများတို့ကလောက်ချင်စိတ်လေးရှိရင်ရပြီအောင်မိမိသားမှတ်လိုက်တော့အဲ့လိုမျိုးပြောလို့ရတယ်အေးစနေစနေသားမီးများအနေနဲ့ကကြတော့ဘလိုကံကောင်းတာလဲဆိုတော့သူကကြတော့အရင်တော့ရက်တန့်နေခဲ့တဲ့အရာတွေဆိုတော့လုံးပဲလုံးမယ်လုံးမယ်လုံးမယ်ဆိုပြီးတွေးနေတဲ့အရာအကုန်လုံးကဒီလာထဲမှာလာပြီးအုံနဲ့တိုင်းနဲ့ဖြစ်သွားမယ်။ဘာလုံးမလဲ၊ကုညီပေးမယ်၊ဘာလုံးချက်လဲ ဆောင်ရွက်ပေးမယ်ဟဲ့အဲ့လိုလူမျိုးတွေကတော့ဒီကာလမှာပေါ်ကူပေါ်လာမှာစီးပွားရေးကော်လာကောင်းလူမျိုးတော်လာကောင်းမှာပေါ်ကူပေါ်လာမှာအဲ့တော့ဟာโอเคလို့ပြောရရတယ်ခြုံပြီးပြောတာနော်စီးပွားရေးလူမျိုးနဲ့ခြုံပြီးပြောတာဒီနေရာမှာအခြေရေးတွေပါမပါဘူးနော်အဲ့လိုမျိုးပြောလို့ရတယ်အဲနောက်တစ်ချက်ကြတော့ဗာလဲဆိုတော့ဒီကိုဘာလို့လို့ ready ရှိနေမဲ့သူတွေ ready အစင်သစ်ကူညီပေးမဲ့သူတွေရှိနေတယ်စနေသားသမီးတွေကအဲ့တော့ကြိုက်တာလို့ ခုတော့ရှိရပါဘူးကိုဘေးနားမှာဘယ်ကောင်မတောင်းတာဖြစ်စေတောင်းတောင်းမတောင်းတောင်းပြရကိုတကယ်လုံရင်ကုညီမဲ့သူတွေရှိလာတော့လေဘေးနားနဲ့နဲ့စောင်းမိကြည့်လိုက်တရောလောက်ရှိနေကုန်လှုပ်လို့ရနေပြီလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့အကောင်းဆုံးဖြစ်အောင်လုပ်လို့ရတယ်လို့ပြောလို့ရတယ်အဲ့တော့အသင့်တွေထဲမှာရှိနေရတော့တောက်ကြပဲတောက်ကြသားသမီးတွေကကျတော့ဘာဖြစ်နေရလဲဆိုတော့သူတို့ကကျတော့ပုံနေမြဲကြားနေမြဲဆိုတဲ့အတိုင်းနေပဲအရင်လတွေမှာ ရှိနေတဲ့ကံကောင်းခြင်းတွေကလက်ဆင့်ကမ်းလာတယ်။တော်တော်အရင်လားဒီမှာလဲကန်ဆိုးရတယ်လည်းရှိမယ်အဆင်ပြေရတယ်လည်းရှိမယ်။ဒါပေမဲ့အဆင်ပြေရတွေကနည်းလာပြီးတော့ကံကောင်းနေပါသေးတယ်ဆိုတဲ့အရာလေးတွေကအားကောင်းလာတယ်ဆိုတဲ့ပုံစံမျိုး။အဲ့တော့ဒီလာထဲမှာပတ်သက်သမီးများအနေနဲ့ကဟိုဘယ်လိုဘယ်လိုဖြစ်နေလဲဆိုတော့ဟိုဗန်လန်ညီထိန်းထားနိုင်တော့ဘာပြက်နာမှမရှိဘူး။ကံလဲအကြီးကျယ်မဆိုးဘူး။ကိုကလည်းအကြီးကျယ်မကောင်းနေဘူးအဲ့တော့တင့်တင့်ဆိုတဲ့အထဲမှာထိတ်စီးရရင်ထည့်ထားတာဖြစ်တယ်။ကဲ အဲ့ဒါပြီးတဲ့အခါမှာတနင်းနာတနင်းနာသားသမီးရကြတော့ဘလို့အတင့်တဲ့ကံကောင်းနေရလဲဆိုတော့တနင်းနာသားသမီးရကြတော့ကံဆိုးနေရလားဆိုလဲမဟုတ်ဘူးကံကောင်းနေရလားဆိုလဲမဟုတ်ဘူးတို့ကြပါဆိုတော့တို့စ조사အားထုတ်တယ်မြဒီကာလမှာအဆင်ပြေမယ်ဆိုတော့ဟိုတနင်းခွေသားသမီးများဗျာတရာတရာလုံးရင်ထားပါတော့60လောက်ရနေတယ်ဆိုတဲ့အချိန်မှာတနင်းနာသားသမီးများအနေနဲ့ကတော့တရာလုံးမယ်ဆိုရင်တော့60 50လောက်ရနေတယ်စိုးတာကိုပြောလို့ရတယ်အဲ့လိုအခြေအနေမျိုးမှာပါတယ်အဲ့တော့နောက်တစ်ချက်ကြတော့ပါလဲဆိုတော့ဒီကာလမှာပို့ပို့ပြီးတည်မြဲနိုင်မယ်ဆိုတဲ့ကိစ္စမှန်မှန်အားလုံးကိုလုတ်ပြီးဟာတနည်းတာတနည်းညာလေ okay ပါပဲတခုတော့ရှိတယ်ဟိုဘာလို့ရမလဲဆိုပြီးဖြာများနေတော့အဲ့တနည်းတာတနည်းညာကြောင်ပြောက်သွားလိမ့်မယ်ဖြာများနေလို့မရဘူးတခုတော့တခုအเจ้าကတခုတည်းကိုအเจ้าကတခုတည်းအလောက်တခုဆိုအလောက်တခုတည်းကိုနောက်စိတ်ကုစိတ်ကုတခုတည်းကိုပဲဥတီပြီးတော့သွားထားရင်တနည်းညာတွေကညာခိုင်လုံးနေပို့တိုးလာမှုရှိတယ် နောက်ပြီးရဲ့ခါကျတော့နောက်တဲ့အသင့်တဲ့ကံကောင်းတွေကတော့အင်္ကာပဲအင်္ကာတွေကဘလို့ကံကောင်းနေရလဲလို့ပြောရင်တတိကတော့သူတို့မှာကဘာလောက်လို့ကိုလို့ရှိပါတယ်အဖေလို့ရှိပါတယ်အမေလို့ရှိပါတယ်အဖွားလို့ရှိပါတယ်ဘာလို့ရှိပါတယ်ညာလို့ရှိပါတယ်ဆိုတဲ့အဟာတွေကဒီကာလမှာပုံများလာတယ်ဘာလို့လဲဒီကာလမှာအချစ်ခံရတယ်လို့ပြောရတာနော်အင်္ဂါသတိမိရအချစ်ခံရခြင်းရနေပြီးတော့မှသူ့အတူကံကောင်းတာလေးတွေအများကြီးဖြစ်လာတာ ချစ်ခံတာများလေလေကံကောင်းလာကံကောင်းလာနေပုံများလာလေပေါ့ချစ်ခံတာနဲ့နေတော့ကံကောင်းလာတွေနေလာမှာပေါ့အဲ့လိုမျိုးလို့ရှိတယ်။သဘောကဘယ်လိုခေါ်လဲဆိုတော့ကိုဘာလုံးလို့နမထောင်ပေးနိုင်မဲ့ထောက်ခံပေးမဲ့သူတွေရှိနေတယ်။ရှိတဲ့ကြောင့်မလို့အဲ့ထောက်ခံပေးတဲ့သူရှိနေတယ်။အာဒီကာလမှာဒီဆေးလာဘက်မှာအရန်များရလို့ပြောချင်တာ။အရန်များနေရမှာအဲ့များနေတဲ့အခွင့်အရေးကိုတုံးချပြီးလုံးရရှိရလို့ဗျာ။ဂျုံမဲ့ပြပြမှောက်ပဲခုံခုံမပဲလို့လို့အနောက်ကနေလိုက်ဆွဲမဲ့သူတွေကိုရှိတယ်။အဲ့လိုရှိနေတဲ့သူလုံးရရှိရလို့စဉ်းကြည့်။အင်းဒီနေရာမှာညံ့ရတယ်ဆိုတဲ့ထဲမှာ ကြက်သားလေးကိုထိတ်ဆုံးနဲ့ကိုထည့်ထားဘာကြောင့်ညံ့တာပြောမှာဆိုရင်တော့ဒီကြက်သားပရိကဘာကြောင့်အမြန်ဆုံးနဲ့မှာဖြစ်နေရလဲဆိုတော့ကြက်သားပရိကကြတော့သူတို့လုံးတမျှအားလုံးကဂျွန်းလုံးမောက်ကိုဖြစ်တာပဲစဉ်းစားလိုက်တဲ့အရာမများအောင်ဂျွန်းလုံးမောက်ကိုဖြစ်တယ်ဟာဒါကြီးလုံးမယ်လို့တွေးထားတဲ့မှန်များအားလုံးကပြတ်သွားတယ်နောက်လောက်ကိုရွှေ့သွားတာနောက်၁၇လပိုင်းကိုရွှေ့သွားတာ၁၇လပိုင်းကိုရွှေ့သွားနောက်နှစ်ရက်ရောက်သွားတာမျိုး ိုတွေးရတဲ့အရာအလောအကုန်စိမ်ပြေနေရဘူးအကုန် okay နေရပဲဒီလာတဲ့ရာရောကအကုန်ကကျွန်တော်မောက်ကုန်နေဖြစ်ကုန်ချုပ်ထွေးကုန်နေနောက်ရက်တွေဖြစ်ကုန်နေအားတရားရောကိုယ့်ရဲ့အခွင့်အရေးကိုလူယူရတဲ့ကိုရပြီကိုရသိထိုက်ထိုက်တဲ့အရာတွေကိုတယ်သွားတယ်အာအဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒီလာထဲမှာအဲ့ဒီလာထဲမှာတော့စီးပွားရေးအသက်တွေပါလို့မလုပ်သွင်းဘူးအလိန်ခံတတ်တယ်အဲ့ကြောင့်မလုပ်သွင်းဘူးအဲ့တော့ဟိုအစင်မပြေဘူးလားအစင်မပြေဆိုအစင်မပြေတဲ့နေရာမှာပဲဆက်နေနေတိုးမလာနဲ့ နောက်လည်းမဆုတ်သွားနဲ့အဲ့လိုပြက်တာမရှိဘူးအေးအစီမပြေလို့ဆိုပြီးတော့တွန်းထုတ်လိုက်ရင်တွန်းထုတ်တဲ့နေရာကကိုကြောက်သေးကြောက်လို့နေပါတိဖြစ်သွားတယ်ကန်ဆိုးရင်ကြောက်သေးပါလုံးဝဥတုံကြာလွားနိုင်တယ်ထင်ပါပါတယ်အကြောင်းစတာပရီကိုကန်ညံ့တယ်လို့ကျွန်တော်နေပြောချင်တာဗုဒ္ဓဟူသသမိယကြတော့ဘလို့ကန်ညံ့တာလဲဆိုအဓိကကြတော့ဗုဒ္ဓဟူသသမိယအရင်ညံ့နေရတာဆိုလဲမဟုတ်ဘူးဒါပေမဲ့သူတို့ကဘာလဲဆိုတော့ သူရှောက်လိုက်တဲ့နေရာသူထိုင်လိုက်တဲ့နေရာသူရောက်သွားတဲ့နေရာအလုံးကကံညက်တဲ့နေရာကိုရောက်သွားတာဆိုတော့သူကသူ့ရဲ့ပတ်ဝန်းကျင်မှာရှိနေသူတို့ကကံညက်နေတဲ့ဖုံးကံနေနေတဲ့အာဒုက္ခရောက်မယ်အဲဒုက္ခရောက်မဲ့သူတွေနဲ့သွားပေါင်းပြီးရဒုက္ခရောက်မဲ့သူတွေအားလုံးနဲ့သွားပြီးတော့ဟိုသူတပွဲတုံးနဲ့ထိုင်မိတာမျိုးတို့စော်ရရဗျာဒီထရိုထရိုရာဥမာဟိုတခုခုဗျာဟိုတဲအောင်မတိအောင်လုပ်နေတာအကောင်အဲ့လူနဲ့သွားတွေ့ကာမှာ ဟိုတိသွားတာမျိုးတို့ဘာဥမာသာတမိစားမတိအောင်ခိုးလုံးနေတာအကောင်အဲအဲ့အကောင်နဲ့သွားသွားမိမှာမအဲ့လူနဲ့သွားပြီးတော့မှတမိစားရှိဓာတ်ရိုက်တရင်ပေါက်ကြားပြီးတော့ဓာတ်ရိုက်ရောက်သွားပြီးတော့အဲ့ဒါကိုပါအကျိတ်ခံရောပြီးတော့ဆိုတဲ့ပုံစံမျိုးအဲ့တော့ဘာလဲဆိုတော့ဒီကာလမှာလူတွေကြောင့်လူတွေမရှိမဲ့နေလို့လည်းမရအဲ့လူတွေကြောင့်ပဲကိုကရှုပ်ရှက်ရှုပ်ရှက်ခတ်တော့အချိန်တွေတစ်ခုစီကိုရောက်သွားတာမျိုးရှိရယ်နော်အဲ့တော့ဒါဆယ်လာပိုင်းရဲ့ခုနှစ်နှစ်ရင်သားဒီရဲ့အခြေအနေပဲအဲ့တော့ ဘလို့ဖြစ်လဲဆိုတော့ကံကောင်းဆုံးသူမှာလဲကံဆုံးဆုံးကိစ္စကြီးလဲရှိလာနိုင်တယ်ကံဆုံးဆုံးသူမှာလဲကံကောင်းဆုံးကိစ္စကြီးလဲရှိလာနိုင်တယ်အဲ့တော့ပြောရတာဘလို့ခေါ်လဲဆိုတော့လူတိုင်းလဲကံဆုံးနေတာမဟုတ်ဘူးဆိုတာလဲပြောချင်တယ်လူတိုင်းလဲအရင်ကံကောင်းနေတာမျိုးမဟုတ်ဘူးဒါပေမဲ့သူ့အကြောင်းအရာကံကောင်းနေပါတယ်ဆိုပြီးတော့တို့တို့ထိုင်နေတဲ့သူကလဲဘာမှဖြစ်လာမှာမဟုတ်ဘူးကံဆုံးနေရယ်ဆိုပြီးတော့မှားမပြေဘူးဆိုရင်လဲအမှန်ဖြစ်လာမှာမဟုတ်ဘူးပေါ့အဲ့တော့ကံကောင်းနေဆိုတဲ့ဟာကိုကြည့်ပြီးတော့ကိုကံကောင်းတဲ့အရာလေးတွေကိုမတီးပြီးတော့ ကောင်းဖြစ်အောင်လုပ်ကြကန်ဆိုးနေရဆဲသူတွေအားလုံးကလည်းစိုးနေတဲ့ဟာတွေအကြောင်းအရာလေးတွေကိုတရိထားရှင်စင်ကျင်ရှောင်ကျင်ပြီးတော့ကိုယ့်အတွက် ကောင်းမယ်ဆိုတဲ့လမ်းကြောင်းတစ်ခုကိုဖောက်မယ်ဆိုရင်တော့ကိုယ့်အတွက်အကောင်းဆုံးနေပြီဖြစ်လာနိုင်ဖို့ရှိတယ်အခြေအနေအနေနဲ့ဆိုရင်တော့ပြောရမယ်ဆိုရင်တော့အင်္ဂါသားသမီးများတော့အချက်ခံရတယ်အကောင်းဆုံးခံရတယ်ဒီမှာပါတယ်ဒုတိယထဲမှာဒုတိယထဲမှာပါနေတာကတော့อืมပြောရမယ်ဆိုရင်စနေလေးပေါ့စနေလေးကဒုတိယထဲမှာပါတယ် ဲ့တော့အချင်းနဲ့ပတ်သက်မေးတော့တော်တော်တက်ထပြောမယ်ကျွန်တော်ဒီဘာလဲဆိုတော့မွေဝင်နဲ့တီးတန့်ကိစ္စကိုပဲကျွန်တော်အဓိကထားပြီးတော့ဗီဒီယိုလေးတစ်ပုဒ်လုပ်ထားတယ်အဲ့ဗီဒီယိုလေးကိုလည်းတွားကြည့်ပြပါတော့ပြောချက်နဲ့တင်ထားပါတယ်အားလုံးပဲအော်တိုဘာလာမှာပျော်ရှင်ကြည်နူးကြပါစေအားလုံးဝမ်းမြောက်ဝမ်းသာနဲ့ရှိကြပါစေ